အကျန်းဖတ်စစ်တပ်ကမရယာမြို့နယ်နဲ့စင်ကူးမြို့နယ်ကိုလေကြောင်းကနေတိုက်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းစွန်း25ရက်အကျန်းဖတ်စစ်တပ်ကမန္တလေးတိုင်းမှာရှိတဲ့မြို့နယ်နှစ်မြို့နယ်ကကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်တာတွေလှုံ့ဆော်သွားတယ်လို့ပြည်ဦးလယ်ခရိုင်ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ကမနေ့ညနေပိုင်းစွန်း24ရက်တွင်တင်ပြထုတ်ပြန်ထားပါတယ်။အကျန်းဖတ်စစ်တပ်ကစင်ကူးမြို့နယ်ရှိ ထုံးကြီးကျွရမြောက်ဘက်နဲ့ မတရားမျိုးနယ်ရှိအုတ်ကံကျေးရွာဝန်းကျင်းကိုပြီးခဲ့တဲ့ဇွန်23ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြည်ဦးလေခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်ပြည်ဦးလေခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တည်နေပြန်ကြားရေးတာဝန်ခံကနေရာတွင်တည်တာပါစစ်ရှောင်ရင်အပက်ရောက်နေတဲ့သဘောပါလေးနေ့တကြိုးမှာပါအသက်က54နှစ်ပါလို့ရက်ဘီကောတည်င်းဌာနကိုပြောပါတယ် အဆိုပါတိုက်ခိုက်မှုကြောင့်စင်ကူးမျိုးနယ်ရှိထုံးကြီးကျေးရမြောက်ဘက်မှ အမျိုးသမီးတဦးကိုထိခိုက်ခဲ့တယ်လို့မရေယာမျိုးနယ်ရှိအုတ်ကန်ကျေးရတိုက်ခိုက်ခံရမှုမှာအမျိုးသမီးတဦးကသေဆုံးခဲ့တယ်လို့သိရပါဗျ။စင်ကူးမျိုးနယ်တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကတိုက်ပွဲမရှိပါဘူးအမျိုးသမီးကခရီးသွားပါအစလမ်းမှန်တာပါလို့ရပ်ပီကောတည်င်းဌာနကိုပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်24ရက်နေ့မနက်ပိုင်းတွင်အမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရပြီးခဲ့တဲ့မတ်လ28ရက်2025မှဇွန်လ20ရက်2025အထိကာလအတွင်းအချမ်းဖတ်စစ်အုပ်စု၄ကြောင်းတိုက်ခိုက်မှု စုစုပေါင်း622ကြိမ်ပြုလုပ်ခဲ့ပြီးလူပေါင်း900ဦးသေဆုံးက1059ဦးအထိဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တရင်တင်ဆက်သူ ကျွန်တော်ရဲဘော်အသေးလေးပါ